ဒီပပရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။လူမှုကွန်ရက်မှာသမီးဆိုးလို့လူသိများတဲ့ရွှေသက်အကောက်ပိုင်ရှင်မသက်ကူကိုကိုစစ်ကောင်စီတပ်ကအောက်တိုဘာလ17ရက်ကပြည်ဦးလွင်မြို့မရဲ့စခန်းမှာပုံမှန်ငန်းငါကကြီနဲ့ထမှန်မှုဖွင့်လိုက်တယ်လို့အုတ်ချုပ်ရေးနဲ့နေဆက်တဲ့သတင်းရေးမြစ်တွေစီကသိရပါဗျ။ အာနာသိစစ်ကောင်ဆောင်ဇနီဒေါ်ကျကျူလှနိုင်ငံခြားခီးစင်နဲ့ဒေါ်ဆန်းစုကြည်နိုင်ငံခြားခီးစင်ကိုခိုင်နှာရေးထားတဲ့ post နဲ့စစ်တပ်အရာရှိတွေကိုဝေဖန် live link ပြောဆိုမှုတွေကြောင့်ပုံမှန်905ကကြီနဲ့ထပ်မံအမှုဖွင့်ထားတာလို့သတင်းရင်းမြစ်က DBB ကိုပြောပါတယ်ကိုရီးယားလောက်ကတည်းက special EPS topic ဆာမဝဲကိုဝင်ရောက်ဖြစ်ဆိုမဲ့သူရှေ့အနီးပါပဲရှိတယ်လို့စစ်ကောက်စီဩဇာခံအစိုးရပြည်ပအလောက်ကအေဂျင်စီ POEA ကထုတ်ပြန်ထားပါတယ်။ ကမ္ဘာရွှေဈေးဟာအော်တိုဘလ14ရက်နေ့မှာတအောင်စားကိုအမေရိကန်ဒေါ်လာ4169ဒေါ်လာထိရှိခဲ့ပြီးပြည်တွင်းရွှေဈေးကလည်းအော်တိုဘလ14ရက်နေ့ညနေပိုင်းမှာကျပ်85သိန်း4000အထိမြင့်တက်ရောက်ရှိလာပါတယ်။ DVB နောက်ဆုံးရသတင်းတွေကို DVB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။